အီရတ်နိုင်ငံမှာသဲမုံတိုင်းအပြင်းထန်တိုက်ခတ်ခဲ့တဲ့နောက်လူတွေထောင်နဲ့ချီပြီးအသက်ရှူရခတ်တဲ့အခြေအနေမျိုးကြုံတွေ့ခဲ့ရပါတယ်။ April 14ရက်နေ့ကသဲမုံတိုင်းဟာအီရတ်နိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုတိမ်ကြုံတိုက်ခတ်သွားတာဖြစ်ပါတယ်။မူတန်နာပြည်နယ်တစ်ခုထဲမှာတင်သဲမုံတိုင်းကြောင့်အသက်ရှူကျတဲ့ဝေဒနာခံစားရကြောင်းဖုန်းဆက်အကူအညီတောင်းခံမှု900ကျော်လက်ခံရရှိခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်ရေးအရာရှိတအူကပြောပါတယ်။လူမှုကွန်ရက်ပေါ်မျှဝေကြတဲ့ဗီဒီယိုတွေမှာတော့ သဲမုံတိုင်းနဲ့အတူပတ်ဝန်းကျင်တစ်ခုလုံးလင်းပေါ်ရောင်ပြောင်းနေတာကိုတွေ့ရပါတယ်။သဲမုံတိုင်းတိုက်ခတ်မှုတွေကအီရန်မှာကြုံနေရကြရာသီဥတုအခြေအနေဖြစ်ပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ကမ္ဘာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့အတူသဲမုံတိုင်းတွေဖြစ်ပွားမှုအကျဉ်းရေပိုများလာသလိုပမာဏလည်းပိုကြီးမလာနေတယ်လို့ပြောပါတယ်။နာဂျက်ပြည်နယ်မှာလူပေါင်း250လောက်အသက်ရှူကျပ်ပြီးဆေးရုံရောက်ခဲ့သလိုဒီဝါနီယာမှာလည်းကလေးတွေအပါအဝင် လူပေါင်း320လောက်ဈေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။ဒီကာနဲ့ဘာဆရာဒေတာတွေမှာလည်းလူပေါင်း930ကျော်လောက်အသက်ရှူကျက်တဲ့ပြည်ထနာတွေကြုံခဲ့ရပါတယ်။တဲမုံတိုင်းတက်ခတ်နေချိန်အီရတ်တောင်ပိုင်းဒေတာတွေမှာရှေ့ကို1ကီလိုမီတာထက်ပိုမမြင်ရတဲ့အခြေအနေအထိမြင်ကွင်းမှုံဝါသွားခဲ့တာဖြစ်ပါတယ်။ April 15ရက်မနက်ပိုင်းမှာတော့အခြေအနေတွေကတဖြည်းဖြည်းပြန်တိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ကမ္ဘာပေါ်မှာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတန်း အဆိုးဆုံးခံရနိုင်ခြေရှိတဲ့၅နိုင်ငံစည်းရင်းထဲမှာအီရတ်လည်းပါဝင်ပါတယ်၂၀၂၂ခုနှစ်တုန်းကလည်းအီရတ်မှာပြင်းထန်တဲ့သဲမုန်တိုင်းတိုက်ခတ်မှုတွေကြောင့်လူတအူးသေဆုံးခဲ့ပြီးလူ9000ကျော်ကုသမှုခံယူခဲ့ရပါတယ်နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကအနာဂတ်မှာလည်းအီရတ်ဟာသဲမုန်တိုင်းတွေပိုကြုံလာရဖို့တွေးတော ပြင်ဆင်ထားတဲ့လို့ပြောကြားထားပါတယ်ရှင်